မလေးရှားနိုင်ငံမှာပြုလုပ်မယ်အာဆီယံအစည်းအဝေးတွင်ထိုင်းနဲ့ကမ္ဘောဒီးယားကြား ရင်းရင်းသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်တက်ရောက်လိမ့်မယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ဇူလိုင်လအတွင်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်နိုင်ငံစစ်သားတွေအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်လူ60သေဆုံးကလူပေါင်း3သိန်းခန့်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ထရန့်အပါအဝင်မလေးရှားနိုင်ငံရဲ့ဂျာဝန်ဆက်ဆက်ပေးမှုကြောင့်ထိုင်းနဲ့ကမ္ဘောဒီးယားဟာ၅ရက်ကြာပြစ်ခတ်တိုက်ခိုက်မှုတွေအဆုံးသတ်ခဲ့ပြီးအပြစ်ခတ်ရစရေးသဘောတူညီချက်ရရှိခဲ့ပေမဲ့ ဒီသဘောတူညီချက်ကိုချိုးဖောက်မှုတွေရှိကြောင်းအပြန်အလှန်ဆွဆဲခဲ့ကြပါတယ်။ထရန့်ဟာထိုင်းကမ္ဘောဒီးယားညဉ့်ညံ့ရေးစာချုပ်ချုပ်ဆိုမှုကို မြန်မာပြည်တက်ရောက်ဖို့မျှော်လင့်နေကြောင်းမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကကွာလာလမ်ပူမြို့တော်မှာအော်တိုဘာ14ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ထရန့်ဟာကွာလာလမ်ပူမှာအော်တိုဘာ26ရက်မှာ28ရက်ထိပြုလုပ်မယ်။အာဆီယံစည်းဝေးကိုတက်ရောက်ဖို့အတွက်မလေးရှားကိုအော်တိုဘာ26ရက်မှာရောက်ရှိလာလိမ့်မယ်လို့ဟာဆန်ကပြောပါတယ်။မလေးရှားနဲ့အမေရိကန်ဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားပုံမှန်ကျယ်ပြန့်တဲ့အပြည့်အကဲရစဲရေးသဘောတူညီမှုရရှိရေးအတွက် အဆင်ပြေချောင်းဝဲမှုရှိအောင်လှုပ်ဆောင်ပေးလိုကြောင်းဟတ်ဆန်ကပြောပါတယ်ဒီသဘောတူညီချက်အရထိုင်းနဲ့ကမ္ဘောဒီးယားဟာသူတို့ရဲ့နယ်စပ်ဒေသတွေရှိ မြေမြုံမိုင်းတွေအားလုံးကိုဖယ်ရှားဖို့နဲ့စစ်လက်နက်ရန်နေရာတွေကိုရုပ်သိမ်းဖို့လိုအပ်ကြောင်းသူကဆိုပါတယ်။နှစ်နိုင်ငံစလုံးကအစ်ဒီသက်မှတ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်လိမ့်မယ်လို့မျှော်လင့်ရပြီးအာဆီယံအစည်းအဝေးမှာကြီးညာချက်တစ်စောင်လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်လို့ဟက်ဆန်ကပြောကြားခဲ့ပါတယ်။ဒီကြီးညာချက်ကိုကွာလာလမ်ပူကြီးညာချက်ဒါမှမဟုတ်ကွာလာလမ်ပူသဘောတူညီချက်ဟုအမည်ပေးနိုင်မှာဖြစ်ပြီးထိုင်းနဲ့ကမ်ဘောဒီးယားကြားငြိမ်းချမ်းရေးရရှိဖို့နဲ့ အပြစ်ကရစရေးသဘောတူညီချက်ကိုအကောင့်တွေဖော်ရွေးလို့မှာအတူတကွပူပေါင်းဆောင်ရွက်စေဖို့လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဟဆန်ကပြောကြားခဲ့ပါဗျာ